စင်ကြီးမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အပတ်စဉ်တင်ဆက်နေကြပြတဲ့မီကိုကြက်လျှောက်အစီအစဉ်လေးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီအစီအစဉ်လေးမှာဒီဘက်မီကိုကြက်လျှောက်လိုက်ရမယ်သူကဘယ်သူများလဲခင်ဗျာအာဒီဘက်မီကိုကြက်လျှောက်ကိုလိုက်ရမယ်လူကတော့ကျွန်တော်ဒီလိုလေးမပြောချင်ဘူးဗျာကျွန်တော်အဲမူခါရီတိဆိုသွားတဲ့အဆိုတော်ဘာနတိတချင်းကိုတိဆိုသွားတဲ့အဆိုတော်ပြီးတော့နောက်ပါရှိသေးတယ်နော်မြမပြီးမှာ တချင်းအဲ့တချင်းကတော်တော်ပေါက်သွားတယ်။ဟုတ်။စောင်းဝင်တော့မယ်စောင်းဝင်တော့မယ်။အဲအဲ့တချင်းတွေကိုတီဆိုသွားတယ်အဆူတော့။အော်ဝင်ဝင်နိုင်ဆို။ဒါပဲ။ဟုတ်ပဲ။မူခါရီတီဆိုသွားတယ်ကိုဝင်နိုင်ဆို။ဘာနေဒီတချင်းကိုတီဆိုသွားတယ်ကိုဝင်နိုင်ဆို။ပြီးတော့တော်လန်ရေးရဲပေါ်ထောက်ပို့ရဲပေါ်ကိုဝင်နိုင်ဆို။ ဟောကျွန်တော်တို့နဲ့အတူဒီကရီနီဘက်ကိုသွားဘူးတယ်လေတခေါက်ဟုတ်တယ်ဟုတ်ဟုတ်ပဲကျွန်တော်ဗာဒေါ်နိုကူလာဒေါ်နိုကူစခန်းကိုသွားပြီးတော့ကျွန်တော်ဒုက္ခတဲ့စခန်းကိုသွားခဲ့တယ်အဲ့ဒီတော့ကလည်းကျွန်တော်တို့တကယ်ကိုအခက်အခဲပေါင်းများစွာကနေပြီးကျွန်တော်သွားခဲ့တယ်ဟုတ်ပါဟုတ်ပါအဲလမ်းတော်ရှောက်လို့မရတဲ့နေရာတွေရှိတယ်လို့အဲဆိုင်ကယ်တော်မှကျွန်တော်တို့ဒီဘိန်းတဘိန်းစာပဲကျွန်တော်တို့ရှိတယ်ပေါ့နော် အာခုလို့ကျွန်တော်တို့သွားခဲ့တဲ့နေရာလေးပေါ့နော်တကယ်ခက်ခဲပေါင်းများစွာကိုသွားခဲ့တဲ့နေရာလေးအခုထူးထူးခြားခြားလေးပေါ့နော်ကိုယ်နိုင်စိုးကိုကျွန်တော်ကနေပြီးတော့အဲသူတင်တဲ့သူ့ရဲ့ဟိုစာမှာပေးမှာပေါ့ကျွန်တော်ကြည့်နေတဲ့အချိန်မှာသူကမြန်မာပြည်ထဲတော့သူကဝင်သွားတယ်ဗျာဩအမှန်ဘူးလားဟုတ်တယ်မြန်မာပြည်ထဲတော့ဘယ်ကြီးရောက်သွားလဲဆိုတော့ကျွန်တော်မကွေးတိုင်းကြီးတော့သူကရောက်သွားမကွေးတိုင်းကြီးအညာဘက်ကဘာဟုတ်တယ်မကွေးတိုင်းကြီးရောက်သွားတယ်ပြီးတော့ချင်းပြည်နယ် အဲ့လောက်ပြောင်းသွားခဲ့တယ်ပြီးတော့တခုထူးဆန်းတာကဘာထူးဆန်းလဲဆိုတော့အော်ဒီကျွန်တော်တို့ဒီအမေရိကန်နိုင်ငံကနေပြီးတော့လာတဲ့လူတစ်ယောက်ကမြန်မာနိုင်ငံထဲကြီးဝင်ရောက်ပြီးတော့မြေပြင်ကိုဘယ်လိုခေါ်မလဲရဲဘော်တွေနဲ့မျက်နှာချင်းဆိုင်ပြီးတော့အားပေးစကားတွေအဲ့သူမှပါတဲ့ရိတ်ခါတွေသူလူခဲ့တယ်အဲ့ဒါလေးတို့သူကနေပြီးတော့သွားတဲ့အတွက်ကျွန်တော်တို့ကနေပြီးတော့ကိုဝင်းနိုင်ဆိုကျွန်တော်မိခိုးချောက်ချောက်ကျွန်တော်ကလိုက် ်ဟုတ်ကဲ့ဗျာဟုတ်တယ်နော်ဟုတ်တယ်ဟုတ်တယ်မီဘိုချက်ချောင်းလိုက်မယ်ချစ်စွာသောမိဘပြည်သူပေါင်းလို့ခင်ဗျာအမေရိကန်နိုင်ငံကဘာနဒီကိုဝင်နိုင်ဆိုမိုးကားရေကိုဝင်နိုင်ဆိုတော်လည်းရဲဘော်ကြီးထောက်ပို့ရဲဘော်ကြီးကိုဝင်နိုင်ဆိုကျွန်တော်တို့မိခိုးချက်ချောင်းလိုက်ကြပါဗျာချစ်စွာသောမိဘပြည်သူပေါင်းပါလေကျွန်တော်တို့နဲ့အတူတူမိခိုးချက်ချောင်းလိုက်ကြည့်ကြပါစို့လို့ဒီနေရာနေပြီးတော့ပြောချင်ပါတယ်ခင်ဗျာ ချစ်စွာသောမိဘပြည်သူပေါင်းစိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမကျွန်တော်တို့မိကိုကြွချောက်အစီအစဉ်ရနေပြီးတော့ကာရဝပြုလိုက်ရပါမယ်ခင်ဗျာကျွန်တော်ပြောရတဲ့အတိုင်းပါပဲကျွန်တော်တို့တွေဒီအစီအစဉ်လေးကိုကျွန်တော်တို့မိကိုကြွချောက်ကျွန်တော်တို့လိုက်ကြမယ်ဘယ်ထိသွားမလဲအမေရိကထိသွားမလားအင်္ဂလန်ထိသွားမလားမြန်မာပြည်ထိသွားမလားဘယ်ဘဲသွားသွားကျွန်တော်တို့ကနေရောမိကိုကြွချောက်လိုက်ပြီးသားပါပဲဒီတစ်ခါတော့ကျွန်တော်ရဲ့မိကိုကြွချောက်အစီအစဉ်လေးမှာ ကျွန်တော်တို့ရဲ့ညီကိုတော်ဖြစ်တဲ့အစိုးရကိုဝင်းနိုင်စိုးအမေရိကမှာနေတဲ့ကိုဝင်းနိုင်စိုးတနည်းအားဖြင့်ပြောရရင်ဘာနဒီကိုဝင်းနိုင်စိုးမိုးခါရီကိုဝင်းနိုင်စိုးတော်လန်ရေးကိုအတန်ပါဝါကောင်းကောင်းနဲ့တော်လန်ရေးကိုတိုက်ပွဲဝင်နေတဲ့အနုပညာသမားတဦးဖြစ်တဲ့ကိုဝင်းနိုင်စိုးကိုကျွန်တော်မိခိုးကြောက်ချောက်ကျွန်တော်လိုက်ကြမယ်ဟုတ်ကဲ့ပါကိုဝင်းနိုင်စိုးရေမင်္ဂလာပါโอเคမင်္ဂလာပါကို တွေ့ရတော့ဝမ်းသာပါတယ်ဟုတ်ကဲ့ပါကျွန်တော်ညီကိုတွေလည်းမတွေ့ရတာတော်တော်ကြာပြီเนาะကိုเนาะဟုတ်တယ်ကိုတနေ့ကျော်နေလားစတနေ့ကျော်သွားပြီဟုတ်တယ်ဟုတ်ကဲ့ကိုအခုအခုလက်ရှိဘာတွေလုပ်နေလဲကိုကြီးအာလက်ရှိကတော့တုံးတာနိုင်ပါဘောကကျွန်တော်တို့ဒီဒေါ်လာရေးတော့ပေါ့เนาะအာဒီ activity တွေပေါ့ကျွန်တော်တို့အဲဒီရပုံွေပွဲလေးနောက်တစ်ခုကအဲဓမ္မရှိတဲ့ campaign လေးတွေပေါ့ အဲ့ဒါလေးတော့အဆင်ပြေလုပ်နေပါတယ်။ဘာလို့ဆိုကျွန်တော်တို့ဒေါ်လာရေးကနည်းနည်းလေးအချိန်ကြာလာတဲ့အများတချို့တွေကလည်းပဲနည်းနည်းလေးအေးလာတော့ကျွန်တော်သွေးနှေးတဲ့အနေနဲ့ကိုဒီဒီလုံဆောင်ချက်လေးလေးပြီးတော့ပို့ပို့ပြီးတော့လုပ်ပေးနေကြပါဘို့။ဟုတ်ကဲ့ပါကိုအခုအဲမြန်မာပြည်သူပြည်သားတွေနဲ့ဒေါ်လာရေးတက်ဖို့ဝင်နေအပါဝင်ကိုဘက်ကကျွန်တော်တို့ဒီစကားစတွေပေါ့နော်အဲအခုပို့ပြီးအတိများသွားတဲ့တခြင်းလေးပေါ့နော်အဲ့ဒီချင်းလေးကဘာနဒီရဲအဲပြီးတော့ကျွန်တော်မိုးခါရည်ရဲ့ အဲအဲ့ဒါလေးကိုပေါ့နော်ဟိုအကိုဘလို့စိတ်ကူးနဲ့အကိုဆိုပြစ်တာလေအဲဒီဥစ္စာပေါ့နော်အဓိကကျွန်တော်ပြောရရင်တော့မုခါယီပေါ့မုခါယီကိုကိုဘလို့ပုံစံလေးနဲ့ဆိုပြစ်တာလေအဲ့ဒါလေးကျွန်တော်ပထမဆုံးသိပြရည်ကိုဟုတ်ကဲ့ကိုဘာယာနတိရတော့ကိုကျွန်တော်ကတော့ဟိုတာမန်ပေါ့နော်အနုပညာဝါသနာပါလို့ဆိုလိုက်တာပါဒါပေမဲ့ဒါတွေကအော်ကလေးလူကြီးအကြိုက်ကလေးဖြစ်သွားတာပေါ့နော်မုခါယီကတော့ကျွန်တော်တို့ကဒီတချင်းဖန်တီးခြင်းကတော့ကိုကြီးပေါ့ပေါ့နော်ကျွန်တော်တို့ရုပ်ရှင်ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ ကိုကြီးပေါက်ခဲ့ဟုတ်ကဲ့သူကိုယ်တိုင်ရိုက်ထားတဲ့တချင်ပေါ့နော်ဟုတ်သူကိုယ်တိုင်ရိုက်ထားတဲ့မောခိုင်းဆိုတဲ့ရုပ်ရှင်ကိုကျွန်တော်တို့မလေးရှားမှာပြပွဲရှိတာပေါ့နော်ရုပ်ရှင်ပြပွဲရှိတဲ့အခါမှာအဲဒီအချိန်မှာအဲမလေးရှားကရုပ်ရှင်ပြပွဲနဲ့အတူတခြားအဆိုတော်တစ်ယောက်ပေါ့နော်အဆိုတော်ကအကြောင်းကြောင့်မလာနိုင်ဘူးမလာနိုင်မှာသူကရုပ်ရှင်ပြပွဲကြီးလည်းပဲကြော်ညာပြီးသွားပြီနောက်အဲ့လိုအစိုးရကလည်းမလာနိုင်ဘူးဆိုတဲ့အခါကျတော့အဲ့မှာရှိတဲ့အဲဒီအဲရုပ်ရှင်ပြပွဲကိုအဆောင်လိုက်လို့ပြတော်တော်လေးတို့တို့လေး ဟိုကောင်းစားသွားတယ်ဘာလို့လက်မှတ်လက်ရောင်းထားတာဟုတ်အဲ့တော့သူတို့တွေနေနေအဲ့ဒါဆိုရင်တော့အစိုးရတယောက်ကတော့အစားလို့လိုတယ်ဆိုတော့အခုတမင်းရှာတဲ့ခါမှာကျွန်တော်ဆက်သွယ်လာတာပေါ့နော်ဟုတ်ကဲ့ဆက်သွယ်လာတော့အဲကျွန်တော်လည်းအဲ့ဒီအချိန်မှာပေါ့နော်ဒီဘက်ကအလုပ်တွေများတော့ရတယ်အဲ့ဒါဆိုရင်တော့ကိုကြီးပေါက်ကမိုးခိုင်းဆိုတော့သွားပြီးတော့စိုးပေးမယ်ဆိုပြီးတော့သွားရကြပေါ့အဲ့မှာဘာဖြစ်လဲဆိုတော့အဲကိုကြီးပေါက်ကပရမတ်တော့သူသချင်းလေးကိုဂီတာလေးနဲ့စိုးပြတာပေါ့အဲ့တော့ကိုကြီးပေါက်ချင်းမှာကျွန်တော်ကခွင့်တောင်းလိုက်ပါဘူးကိုကျွန်တော်ဒီသချင်းလေးကိုစိုးခွင့်ပေးပါမိုးခိုင်းဟာရတယ်လေဆိုတော့ ဆိုတော့ကျွန်တော်ကပြန်ပြီးတော့ arrange လေး music တွေ arrange လုပ်ရတာပေါ့နော်အဲ့လိုနည်းနည်းလေးလူတွေ net stage ကြွလာအောင် music ကြွလေးဖြစ်သွားအောင် arrange လုပ်ရတာအဲ့ကိုကျွန်တော်အဲမလေးရှားမှာအဲ့တချင်းကိုအဲ့မုခိုင်းပြပွဲသူတို့ပြပွဲမနေ့တစ်ပိုင်းညတစ်ပိုင်းပေါ့နော်နှစ်ပိုင်းပြတာမှကျွန်တော်နှစ်ပိုင်းလုံးဆိုခဲ့တာပေါ့နော် online တင်လိုက်တဲ့အခါမှာ online မှာမြန်မာနိုင်ငံတော့ပေးတဲ့ရောသူကြိုက်သွားတယ်ဘာဖြစ်လို့ဒီတချင်းကလည်းပဲကိုတည်တဲ့အတိုင်းပဲလေမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပြနေတဲ့ဟိုအရာတွေနဲ့တခြားတဲ့သွားကြတော့ပေးတဲ့ရင်နဲ့မြန်မာပြည်သူတွေရဲ့နှလုံးသားတွေကိုရောက်သွားလို့ထင်ပါတယ် ကိုဒီဥစ္စာပေါ့နော်ကိုခုနပြောတဲ့တည်းမှာလည်းပါပါတယ်အဲလက်ရှိအချိန်ဒီမှာလည်းကိုတော်လိုက်ရေးတွေကိုဆက်ပြီးတော့ကိုဟိုလုံနေတယ်ပေါ့နော်အဲဥစ္စာပေါ့အကိုနဲ့ကျွန်တော်နဲ့ဟိုကြားပြီနော်သွားခဲ့သေးတယ်နောက်ကိုနော်ကြားပြင်းနေဟုတ်တယ်အကိုကျွန်တော်တို့လေကြားပြင်းနေလေအဲကြားပြင်းနေစစ်ချောင်းစကားကြီးတယ်ဟုတ်ပြီကိုအကိုတယောက်တည်းသွားတာရှိသေးတယ်လေဟိုတလောတော့ကအကိုတယောက်တည်းသွားတာဘယ်သွားတာလဲကိုအဲကျွန်တော်တစ်ချက်လောက်ပြောပြပါလားကို ်အော်ဒဲပြီးပြီးခဲ့တဲ့ဒီဒီနှစ်ဆန်းပိုင်းရပေါ့ကျွန်တော်ဟိုဟာဟိုမြန်မာနိုင်ငံအတွင်းတိုင်းပေါ့အတွင်းနဲ့ပေါ့နော်အတွင်းပိုင်းမကွေးတိုင်းနဲ့ကမကွေးတိုင်းနဲ့ကစစ်ချောင်းစကန်းနေရဲ့နောက်အဲ့မှာရှိတဲ့ရဲဘော်တွေရဲ့ကျွန်တော်စစ်ချောင်းစကန်းတွေကိုသွားကူတယ်နောက်တစ်ခုကရဲဘော်တွေကိုသွားပြီးဖျော်ဖြေတာပေါ့ အခုတိုင်းနဲ့မှာဟုတ်ကဲ့ကောင်းတယ်ကောင်းတယ်ကိုကျွန်တော်အဲ့ဒီမှာအခုဓာတ်ပုံนี่ကျွန်တော်ကြည့်လိုက်ရလို့ပေါ့เนาะအဲအဲ့ဒီမှာအခုဘာတွေကိုလှူခဲ့လဲကိုဟိုအားပေးစကားတွေအားတက်စကားတွေကိုဘလိုတွေကိုဥစားလောက်ခဲ့တယ်ကိုသိကျင်လို့ပါပြီးတော့မြန်မာနိုင်ငံတွင်းထဲကိုဝင်သွားတယ်ဆိုတော့ကအနေရတော်တော်များတယ်ကိုက ကိုနိုင်စိုးဆိုတာကမြမပြည်ကလူတွေရောစကားစတွေရောအကုန်လုံးကတိထားကြတာကိုကအခုအရေးစုံပြီးသွားတယ်ဆိုတာကျွန်တော်တကယ်ကိုလည်းလေးလေးလေးစားတယ်ကျေးဇူးလည်းတင်တယ်ပေါ့နော်အခုဘယ်ထိရောက်ခဲ့လဲကိုကကျွန်တော်တို့တစ်ချက်လောက်ကျွန်တော်နဲ့လူပြည်သက်ကိုကိုပြောပြပေးပါလားဟုတ်ကဲ့ကိုကျွန်တော်သွားတဲ့ခီးစဉ်ကတော့เนาะဟိုအိန္ဒိယနေတဆင်သွားတာပေါ့အဲဒီခီးစဉ်လေးကိုသွားရရွေချက်လေးတော့ကျွန်တော်ပြပြခြင်းပါတယ်ဘာဖြစ်ဆိုတော့အကိုကကျွန်တော်တို့ကလည်းအကိုလိုပဲเนาะကျွန်တော် အကို အဲကျွန်တော်အားကြရတဲ့ကျွန်တော်လေးစားရတဲ့ထက်မှလည်းအခုလည်းပါတာပေါ့အကိုတို့ဆိုရင်ကျွန်တော်တို့ရဲ့အဲဒီအနုပညာနဲ့တိုက်ပွဲဝင်နေကြတဲ့အနုပညာရှင်ကြီးတွေမှာအကိုတို့ကရှေ့ရနေပြီးတော့ဥဆောင်ဥရွက်ပေါ့နော်တကယ်ပဲရှေ့ရနေမမမတ်သွားနေကြတဲ့လူတွေဖြစ်တဲ့အတွက်အဲကျွန်တော်ကလည်းပဲအဲ့တော့အကိုတို့နဲ့အနီးတူနောက်ကနေပြီးတော့တခုလောက်ရမယ်ဆိုတော့စိတ်ကလေးရလည်းရှိတယ်နောက်တစ်ခုကလည်းပဲအဲကျွန်တော်တို့ဟိုပြည်တွင်းမှာပေါ့နော်ကျွန်တော်သွားမဲ့အဲဒီ မကွေးတို့စကိုင်းတို့ဆိုတာကအကိုကညသွားဖြစ်တော့ကျွန်တော်တို့အနုပညာရှင်တွေအရောက်ပေါက်နေတယ်ကျွန်တော်တို့အနုပညာရှင်တွေကိုနောက်ပြပမှရှိရလူတွေကိုအမြဲတမ်းစကားဆလော်ဘီတွေကကင်ပေတိုင်တွေပေါ့နော်အမြဲတမ်းသူတို့ကနေပြောချဲလန့်လုပ်ကြတယ်မင်းတို့တတိရှိရင်မြန်မာပြည်တွေကိုလာပါတာမြန်မာပြည်နဲ့ဝင်လာခဲ့ပါလားဆိုတော့ချဲလန့်အောင်လည်းပဲကျွန်တော်ကရတယ်ငါရောက်အောင်သွားမယ်ဆိုတော့ရွေးချယ်နေသွားတယ်နောက်တစ်ခုကကျွန်တော်တို့မြန်မာပြည်တွင်းထဲမှာတကယ်ပြည်သူတွေဘလောက်ထိဒုက္ခရောက်နေလဲနောက်ပြည်သူတွေအခက်အခဲတွေဘလောက်ထိရှိနေလဲနောက်ပြီးတော့ ကိုရီကိုရှီသွန်းကနေပြီးတော့အသက်ဆွန်ပြီးတော့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုဆွန့်လွတ်ပြီးတော့တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေရဲ့သူတို့ရဲ့ခံစားချက်ကလေးတွေနောက်သူတို့တွေမြေပြင်မှာတွေ့ကြုံတဲ့အတွေ့အကြုံလေးတွေကိုကျွန်တော်သိချင်လို့သွားတာပါဒီခီးကအရန်လည်းပဲကြမ်းတယ်လို့အရန်လည်းအန်တရများပါတယ်ဘာလို့ဆိုတော့ကျွန်တော်သွားခဲ့တာကအဲအိန္ဒိယကနေပြီးတော့ကျွန်တော်နောက်ဆုံးအဆုံးတက်ခဲ့တဲ့ saw အထိပေါ့နော် saw ကံပက်လက်တို့အစီအထိချင်းမြင့်တဲ့ကံပက်လက်အထိဆိုရင်ကျွန်တော်၄ည8ရက်ခီးသွားခဲ့ရတယ် ။အော်သွားတဲ့ခါကျတော့ကွာကျွန်တော်တို့အိန္ဒိယနိုင်ငံမီဇိုရမ်ပေါ့နော်မီဇိုရမ်ပြည်နယ်ကနေပြီးတော့သူမြန်မာနယ်စပ်ရောက်ဖို့လာမှာကျွန်တော်တို့အဲနိုင်နဲ့ဆိုရင်16နိုင်လောက်ကာမောင်းရတယ်။ဟုတ်ကဲ့ပါ။အဲ့လိုအဲ့လိုဝေးတာပေါ့။ဒါပေမဲ့ပထမဆုံးအခက်အခဲကကွာဘာတွေ့လိုက်လဲဆိုတော့အိန္ဒိယနိုင်ငံအိန္ဒိယနိုင်ငံရဲ့မြန်မာတွေပေါ့ကျွန်တော်တို့ရဲ့တော်လန်ရေးရဲဘော်တွေ အဲကျွန်တော်တို့အပေါ်ထားတဲ့စိတ်ထားလေးကိုတွေးလိုက်တယ်ဘာလို့ကျွန်တော်ကလကရာလေးစိတ်မှာကလကရာလေးစိတ်ကနေပြီးတော့ကျွန်တော်မီဇိုရန်ကကျွန်တော်တို့အိုင်ဇောပေါ့နော်မီဇိုရန်အိုင်ဇောလေးစိတ်ကိုသွားဖို့ကလကရာလေးစိတ်မှာစောင့်နေချိန်မှာအဲ့ကရှိတဲ့တာဝန်ရှိတဲ့လူတွေပေါ့လေးစိတ်တာဝန်ရှိတဲ့လူတွေဖြစ်မှာပေါ့နော်အဲကျွန်တော်တို့မြန်မာပြည်လို့ဆိုရင်တော့ရဲတွေရောစစ်သားတွေရောပေါ့နော်သူတို့လေးစိတ်ကတာဝန်ရှိတဲ့လူတွေသူတို့ထောက်လိုင်းဖွဲ့စည်းပြီးပါမှာပေါ့ကျွန်တော်ကိုခေါ်ပြီးစစ်ကြတယ်စကြရတယ်သူတို့တည်င်းတိကြရတယ်ဖြစ်ဖြစ်မှာပေါ့နော်သူတို့ဘာဖြစ်လို့တိကြရတယ်ကွာ ကျွန်တော်ကလေစိတ်ကိုဝင်တဲ့အခါမှာကျွန်တော် passport ကို immigration officer ကြည့်လိုက်တာနဲ့သူတို့ကွန်ပျူတာမှာခောက်ကြည့်တာချက်ချင်းသူတို့နောက်ကလူတွေခေါ်ပြီးတော့ကျွန်တော်အစွဲထုတ်သွားတာ။ဟုတ်။အဲ့လိုပေါ့။ဟုတ်ဟုတ်ဟုတ်။အဲ့အဲ့မှအခက်ခဲရအဲ့မှစတွေ့ရပဲ။အဲ့တော့သူတို့ကတော့ဒီနေ့မလားဟိုဒီမိုကရေစီနိုင်ငံဆိုပေမဲ့ကျွန်တော်ဘာလေစလုပ်လဲဆိုတော့ကျွန်တော်ကပါလာတဲ့ဖုန်းနှလုံးကိုအကုန်လုံးထုတ်ကြည့်တာ။ဟုတ်။ဖုန်းလေးကိုဖွင့်ကြည့်တာအကုန်လုံး။အဲ့လောက်ထိကို ကျွန်တော်တော့အံဩသွားကျွန်တော်ထင်တာကအော်ဒီမိုကရေစီနိုင်ငံပေါ့နော်ဒီမိုကရေစီအင်အားကြီးတဲ့နိုင်ငံကလူတယောက်ရဲ့ privacy လူတယောက်ရဲ့အခွင့်အရေးကိုတော့လေးစားမှထင်တာသူတို့မလေးစားပါဘူးအဲဒါကြောင့်မလို့ကျွန်တော် နောက်သွားမဲ့လူတွေဆိုရင်တော့ဒါလေးတော့တည်ထားစေချင်ပါတယ်အိန္ဒိယဘက်ကနေသွားမဲ့လူတွေဆိုရင်ပေါ့နော်နောက်တစ်ခုကအိန္ဒိယနိုင်ငံရဲ့ policy ပေါ့နော်ကျွန်တော်စပြောချင်တာအဲသူတို့ကထိုင်းနဲ့ကွာတယ်ဗျကျွန်တော်အဲ့ဒါဒီနေရာမှာကျွန်တော်ထိုင်းကိုလည်းအများကြီးကျေစုတင်ပါတယ်ကျွန်တော်တို့ထိုင်းကိုဝင်လိုက်ပြီဆိုရင်အမေရိကန်နိုင်ငံသားအမေရိကန် passport ဆိုရင်ထိုင်းကအရင် respect ပေးတယ်အိန္ဒိယနိုင်ငံကအမေရိကန် passport နဲ့သူတို့ကြီးမဆိုင်ပါဘူး ပြောချင်းလည်းပဲပဲဆက်ပြောတယ် yes ဆက်ပြောတယ်နောက်တစ်ခုဆိုရင်သူတို့ဘလောက်တိကိုကျွန်တော်တို့ကိုပြောတယ်ဆိုရင်မင်းတို့တော်လိုင်းကနိုင်အောင်မလာတော့အဲ့လိုပြောတယ်ဩအဲ့တော့ငါငါတို့ကတော့ယုံကြည်တယ်လုံးဝနိုင်တယ်အဲအဲ့မှာကျွန်တော်ဖုန်ထဲကရှိတဲ့အမေစုရဲ့အမေစုတဲ့ကျွန်တော်ဇူထားရတဲ့သင်းတွေလေနောက်အကိုအကိုရေးပေးထားတဲ့အမေသင်းတွေပါတွေကကျွန်တော်ဖုန်ထဲမှာရှိတာဟုတ်အဲ့ဒါလေးကြည့်ပြီးတော့ဟာနာမင်းတို့ကဒါပေါက်တယ်ငါအဆိုတော်လို့ငါငါတို့ကောင်းဆောင်အတွက်ငါသင်းစုထားတာပေါ့နော်ဆိုအဲ့ကြမှာသူနည်းနည်းလျှော့သွားတဲ့သဘောရှိတယ်ငါတို့ကျွန်တော်လည်းမထူတော့ဘူးပေါ့နော်အေးဟုတ်တယ်ကွာငါတို့က သူတို့ကအကုန်ကြည့်တာကွာအကုန်ကြည့်တယ်ဆိုတော့ကျွန်တော်အထက်မှာရှိတဲ့အဲဒီ fan raising လုပ်ထားတဲ့ပွဲတွေပါကြည့်တာဟုတ်ဟုတ်ကြည့်တဲ့အချိန်မှာဒါမင်းကဘလူးကိုထောက်ပံ့တာလဲမင်းတို့မြေပြင်ကလူတွေကိုထောက်ပံ့တာလဲထောက်ပံ့ဖို့လုပ်တာမဟုတ်ဘူးငါတို့ကအစိုးရရှိတယ် NUG NUG အစိုးရကငါထောက်ပံ့တာကျွန်တော်ပေါ်တင်ပဲပြောတာကဲမင်းတို့ငါ့ကိုဖမ်းမလားဒါမှမဟုတ်ရင်ငါတရားနဲ့လှည့်ပြန်ရမလားဒီနှစ်ခုပဲကျွန်တော် challenge လုပ်ထားတာဟုတ်နောက်မှကျတော့တို့တွေဟိုအထက်ကိုဖုံးနေပါလိမ့်ဆက်ပါညာလုပ်ပြီးတဲ့အခါမှာကဲမင်းဘယ်နေရာသွားမှလဲသွားမယ်နှစ်ရက်နှစ်ရက်နှစ်ရက်ကနေပုံမနေနဲ့ဆိုပြီးကျွန်တော် တော့ကွန်ပျူတာပေါ့နော်အဲ့မဲ့ကျွန်တော်အဲ့မှာတင်တလားလောက်ကြာသွားတယ်ပေါ့နော်အဲ့လိုဟိုအဲ့တော့ကိုကပနမစပြီးတော့မြန်မာပြည်အိန္ဒိယကနေပြီးတော့အိန္ဒိယနယ်စပ်ကြီးသွားတဲ့ခါမှာပြဿနာမရှိသေးဘူးမြန်မာပြည်နယ်စပ်ကိုစဝင်လိုက်ပြီဆိုတာနဲ့ဟာလမ်းကတော့အရန်ကျန်းလာအဲလမ်းကျန်းတယ်လမ်းကျန်းတဲ့အပြင်ကိုကျွန်တော်တို့ကတချို့နေရာတွေကဒီစကတ်စတက်တွေရှိတာ哦လမ်းကောင်းတဲ့နေရာတွေမှာတို့တွေကထိုင်ချတာရောကျွန်တော်အဲ့ဒါလေးကိုရှောင်ကွင်းသွားတဲ့ခါကျတော့လမ်းကတော့တော်ကျန်းပါတယ်အဲ့တော့ကျွန်တော် ချင်းတောင်ပေါ်မှာတည်းကနှစ်ညလောက်အိတ်ခဲ့ရတာပေါ့နော်အဲ့လိုဟုတ်ဟုတ်အဲ့လိုသွားခဲ့ရတာပေါ့နောက်တစ်ခုကလည်းကျွန်တော်တို့သွားတဲ့လမ်းကြောင်းတွေရတဲ့နောက်ဟိုပြူရွာတွေပေါ့နော်ပြူရွာတွေဘင်းသားတွေဖြတ်သွားတာတွေရှိတယ်အဲအကိုဟိုတုန်းကအကြောင်းပါပေါ့ရဲကျွန်တော်တို့ရဲဘော်နှစ်ယောက်ကိုအဲကျိုးစွကျိုးတလန်းချပြီးတော့မီးချို့တတ်တဲ့ရောက်ခဲ့ရတယ်ဟုတ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 ်အဲ့ဒါကျွန်တော်အိုက်နာနေပြီးတော့တန်ငယ်နဲ့အိုက်ရွာဘေးကနေပြီးတော့သွားခဲ့ရတာပေါ့နော်ဘာဖြစ်လို့တန်ငယ်နဲ့သွားတော့ကျွန်တော်သွားတဲ့ကားကဘွန်းနဲ့ဘွန်းနဲ့သွားတာ အတောင်တောင်ကြချောင်းလမ်းချောင်းလေးမှာပေါ့တောင်ကြမှာ တောင်ကြရေးတကြတဲ့ခါမှာလမ်းတွေကပုံနေနဲ့ရှင်နေနဲ့ပြီးတော့ကားသွားလို့မရတယ်မှာကျွန်တော်အဆိုင်ခဲနဲ့ဆက်သွားရတာပေါ့နော်အဲအခုနောက်ထပ်လည်းအခုဘယ်ဒီဆက်သွားဖို့ရှိလဲဘာဒီဆက်လုပ်ဖို့ရှိလဲအဲ့ဒါလေးလည်းတင်ပြပေးပါဦးဟုတ်ကဲ့ကျွန်တော်ခီးစဉ်တစ်ခုကတော့အခုကများသောအားဖြင့်တော့ဂရုစိုက်ရတာပေါ့နော်ဘာလို့ဆိုဟိုဘာလို့ဂရုစိုက်ရဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ကသိတယ်မလားများသောအားဖြင့် အဲစာကစား lobby တွေစောင့်ကြည့်နေတာခံရတာပေါ့ဥပမာအကိုတို့ရောကျွန်တော်တို့ရောပေါ့နော်စောင့်ကြည့်နေတာဆိုကျွန်တော်ကျွန်တော်လှုပ်ရှားမှုတော့ကျွန်တော်ကစပြီးတော့ထွက်မယ်ဆိုရင်တော့မပြောပါဘူးအဲကျွန်တော်သွားတဲ့ခီးစဉ်တော့လေအဲ့တိုင်းပဲကျွန်တော်အဲ့အိန္ဒိယနယ်စပ်လောက်ရောက်မှဟိုဘက်ကလူတွေကိုကျွန်တော်လှမ်းပြီးတော့အကြောင်းကြားတာပေါ့နော်ဘာလို့ဆိုတော့လုံချုံရေးအဲပြဿနာပါတကယ်ဆိုရင်ကျွန်တော်တို့ကသွားတဲ့ခီးမှာတင်မလားကွာကျွန်တော်တို့ကဟိုကောင်းကိုယ့်ရဲ့ကောင်းပေါ်မှာဟာလာဟင်းလင်းကြီးလေအဲ့တော့ပေါ်မမော်ကြည့်နေရတယ်လေနဲ့ပဲလာမလား drone နဲ့ပဲလာမလားဒါမျိုးပေါ့နော်ကျွန်တော်နောက်လည်းပဲဆက်သွားအောင်ပါပါသွားရဲဆိုတာကကျွန်တော်တို့ကခုနောက်ပိုင်းမှာတော်လန်ရေးနဲ့က ျွန်တော်တို့တွေဒါနဲ့ပို့ပြီးတော့နှစ်စသုံးစကြိုးစားရမယ်လို့ကျွန်တော်ယုံကြည်တယ်။နောက်ကျွန်တော်တို့အဖွဲ့တွေမြေပြင်အထိကိုဆင်းရမယ်လို့ကျွန်တော်ယုံကြည်တယ်။ယုံကြည်တဲ့အတွက်ကျွန်တော်တို့တွေအဲကျွန်တော်တို့ရဲဘော်တွေရှိတဲ့နေရာကိုကျွန်တော်ဆက်သွားအောင်မယ်။နောက်ကျွန်တော်တို့ရဲဘော်တွေကိုကျွန်တော်သွားပြီးတော့တချင်းနေနေပေါ့နော်ဖြောပြေအောင်မယ်။နောက်ဒီမြေပြင်မှာရှိနေတဲ့ကျွန်တော်တို့ရဲ့တိုင်းရင်းသားစစ်ဘေးရှောင်ဒုက္ခသည်တွေပေါ့နော်။သူတို့ကိုလည်းပဲကျွန်တော်တတ်နိုင်တော့တော့သွားကူညီအောင်ပါ။အခုဒီတစ်ခါသွားခဲ့ရင်တော့ကျွန်တော်ထင်ပါတယ်အကိုရိုးဘက်ကလည်းကျွန်တော်အဲသွားမှာပါ။ အဲ့လိုအခုရှိတဲ့ရောက်လာအောင်ပါဟုတ်ကဲ့ဟုတ်ကဲ့ပါအခုအဲ့ဒီလိုမျိုးပဲတော်လန်ရေးအခုကျွန်တော်တို့ရဲဘော်လေးတွေပေါ့နော်ကျွန်တော်တို့တော်လန်ရေးရဲဘော်တွေကျွန်တော်တို့ရဲ့တူလေးတွေတားလေးတွေအဲ့သူတို့အားပေးစကားဗာလေးတွေများပြောခြင်းတွေလဲဟုတ်ကဲ့အခုကျွန်တော်ကလေအခုဟိုကနအခုပြောတော့ညောင်ကျိုးဆိုကျွန်တော်မသွားရတဲ့နေရာဘာမှမရှိပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့မြေပြင်မှာကျွန်တော်တို့ရဲဘော်တွေရှိနေတယ်ကွာ။ရဲဘော်တွေရှိနေတယ်။ရဲဘော်တွေကကျွန်တော်တို့လည်းအရန်ချစ်တယ်။ကျွန်တော်လည်းသူတို့ချစ်တယ်။အဲ့တော့သူတို့တောင်မှပဲကိုယ်ရဲ့မြေပြင်မှာအသက်တွေစွန့်ပြီးတော့တိုက်နေတာကျွန်တော်တို့ မသွားရတဲ့အကြောင်းမရှိပါဘူးအခုကျွန်တော်သွားတယ်ဆိုတော့လေတို့လုံခြုံရေးတွေတကယ်လုပ်ပေးကြပါဘောနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်အခုမြေပြင်ရောက်တဲ့အခါမှာကျွန်တော်ရဲဘော်နဲ့တွေ့တယ်ရဲဘော်တွေရဲ့စိတ်အားထက်သန်မှုကဟာတကယ်အယမ်းမချီးကျူးဖို့ကောင်းတယ်တချို့တိုင်ရင်းနေဆိုရင်ကိုမပြည့်စုံတာပြည့်တော်တော်များပါတိုင်ရင်းတော်တော်များမပြည့်စုံကြဘူးမပြည့်စုံကြအောင်ဒါပေမဲ့တို့မပြည့်စုံလည်းမငင်းညူဘူးတို့ရရလန်လန်လေသူတို့နိုင်အလူခံနဲ့သူတို့နိုင်ရှိတယ်တချို့ဆိုရင်ကိုကအင်းရမိဘတွေကိုတော့နှမ်းပြီးတော့တစ်သက်ပြန်တောင်းပြီးတော့ခုမြန်မာပြည်တဲ့တိုက်ပွဲဝင်ကြရဲဘော်တွေအများကြီးရှိပါတယ် အဲ့ကြောင့်မလို့ကျွန်တော်ရဲဘော်တွေကိုကျွန်တော်အမြဲတမ်းပြောတယ်ရဲဘော်တွေဘရောမစိတ်တက်မကြနဲ့ဒါပေမဲ့သူတို့ကတော့ကိုယ်လောက်ပြန်ပြီးအားပေးလိုက်သေးတယ်အကိုတို့လည်းစိတ်တက်မကြနဲ့ကျွန်တော်တို့နောက်ကရက်ပင်ရပြီဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ကြောင့်မလို့အများကြီးလေးစားပါလေကျွန်တော်တို့နိုင်ငံမှာဘဲခစ်ဘဲခါမှမတူတဲ့သူရဲကောင်းတွေသို့ဆိုရင်မြန်မာနိုင်ငံအနှံ့မှာရှိနေပါပြီသူတို့ကဘာမှမျှော်လင့်ချက်မရှိဘူးသူတို့ရဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံဆက်အာဏာရှင်စနစ်ကြီး ပပျောက်သွားပြီးတော့မြန်မာနိုင်ငံ Federal Democracy စနစ်ပေါ်ပေါက်ဖို့သူတို့ရဲ့အဓိကရည်ရွယ်ချက်ပါသူတို့မှလားစားလည်းမရှိဘူးရိတ်ခါဆိုတာလည်းပဲကောင်းကောင်းမွန်မွန်စားရတဲ့အနေအထားမရှိဘူးဒါပေမဲ့အခုသွားကြည့်လိုက်ပါကျွန်တော်တို့ရဲဘော်တွေကဘာဖြစ်လဲဆိုတော့စစ်မှုမထမ်းမနေရဥပဒေနဲ့ဝင်လာတာတယောက်မှမရှိဘူးကျွန်တော်တို့ဝင်လာလောကကြီးလို့လူတွေများနေလို့တောင်မှတားနေရတဲ့အနေအထားပေါ့ အဲ့လိုရဲဘော်တွေကိုကျွန်တော်တို့ပြည်ပမှာရှိတဲ့အမှုပညာရှင်တွေရောနောက်ပြည်ပမှာရှိတဲ့ပြည်သူတွေရောပြည်တွင်းမှာရှိတဲ့ပြည်သူတွေရောအများအယွဲစိတ်တက်ခွန်အားတွေပေးဖို့လိုပါတယ်အဲ့လိုကျွန်တော်ကတော့ရောင်းနေရမှာကျွန်တော်တခြင်းလေးတွေနဲ့စိတ်တက်ခွန်အားပေးတယ်နောက်ကျွန်တော်တွေ့တယ်တွေ့တဲ့အခါမှာသူတို့ကိုတည်တဲ့လောက်တက်တဲ့လောက်ကိုပြောပြပြီးတော့သူတို့စိတ်တက်ခွန်အားတွေပေးပါပေးပါတယ်အဲကြောင့်ရဲဘော်တွေလုံးဝစိတ်တက်မကြပါနဲ့ကျွန်တော်ဝတ်ထားတဲ့အင်းတို့ပေါ့နော်ကပော့အင်းတို့ never give up our hope ပါနော် our hope စစ်အာဏာရှင်စနစ်လုံးဝ မြန်မာမြန်မာပတ်တုတ်သွားရမယ်နောက်တစ်ခုကမြန်မာတိုင်းရင်းသားပြည်သူတရားလုံးအမြဲဟိုလိုချင်တောင်းတနေတဲ့စစ်မှန်တဲ့ Federal Democracy နိုင်ငံကြီးဖြစ်ရမယ်ဆိုတာကျွန်တော်တို့ကမျှော်လင့်ကြပါဟုတ်ကဲ့ပေါ့ဟုတ်ကဲ့ပါဗျာအဲခုနောက်တစ်ခုကပေါ့နော်အဲခုကျွန်တော်တို့မှာဟိုရှေ့စကပုံတွေလည်းရှိတယ်ပေါ့နော် အမိမဲ့သားကျွန်တော်တို့ကရေနှင်းငါတဲ့ဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံခေါင်းဆောင်ဖြစ်တဲ့အမေဒွန်ဆန်းစုကြည်အမေဒွန်ဆန်းစုကြည်ကအခုဆိုရင်အချင်းဆန်ဘဝနဲ့ ူမှဟိုအချုပ်ကြနေတယ်ပေါ့နော်အချင်းကြထောင်ကြနေတယ်ထောင်ကြနေဆိုတော့ဟိုအမေကိုအကိုတို့ကျွန်တော်တို့ကနေပြီးတော့အမြန်ဆုံးပြန်ပြီးတော့လွတ်မြောက်စေခြင်းနေပါပြီဒါကြောင့်အမေနဲ့အတူတူသမရာကြီးတွေရောပါလေးရောအကုန်လုံးကိုကျွန်တော်တို့ကနေပြီးတော့ပြန်လဲလွတ်မြောက်အောင်လို့ဆိုကျွန်တော်တို့ဝိုင်းပြီးတော့ကျွန်တော်တို့တက်နိုင်တဲ့အမှုပညာတွေနဲ့ကျွန်တော်တို့ဝိုင်းပြီးဆူတောင်းကြမယ်အဲအခုအနေနဲ့လဲအပြည့်စကားလေးကိုလဲပြောပြပါဦး ဟုတ်ကဲ့ကျွန်တော်တို့အရန်လေးစားရတယ်ကျွန်တော်တို့ရဲ့ကောင်းဆောင်ပေါ့နော်လူတုကောင်းဆောင်နောက်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အမေစုပေါ့နော်အမေစုကကျွန်တော်တို့အတွက်တကယ်စံပြကောင်းဆောင်ပါအမေစုကဘယ်တော့မှစိတ်တက်မကြဘူးမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက်ဆိုရင်သူ့ရဲ့စိတ်တက်ကအမြဲတမ်းခိုင်မာလျက်ရှိပါတယ်နောက်တစ်ခုကအကိုကျွန်တော်ကိုစုခိုင်းတဲ့တခြင်းတရားလိုပဲအမေစုရဲ့စွန့်လွတ်အနေနာခံမှုကြီးကကြောက်စရာကြီးပြအဲသူ့ရဲ့တက်တန်းတဝက်လောက်ကိုမြန်မာပြည်အတွက်ပေးဆက်ထားတာမြန်မာပြည်ရဲ့အကျဉ်းတောင်းနေမှာပဲအကုံဆုံးခဲ့တာပေါ့နော် အဲကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်ကလေအမေကိုအဲဒီအချိန်မှာအေးချမ်းချမ်းလေးနဲ့သူ့ရဲ့နောက်ဆုံးအချိန်ကိုဖြတ်တန်းစေချင်ပါတယ်အဲတော့ကျွန်တော်ထင်ပါတယ်ကျွန်တော်အမေကျွန်တော်တို့ရဲ့လေးစားတဲ့အမေကအဲကျမ်းမာလျက်နဲ့သူ့ရဲ့ရှိနေမယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ရဲ့ကောင်းဆောင်အမေတောင်းဆန်းကြည့်ကြီးကျွန်တော်တို့အမြဲတမ်းဖျားချစ်ကိုတိုင်းပဲကျွန်တော်အမြဲဆုတောင်းပါတယ်အမေကျမ်းမာပါစေချမ်းသာပါစေနောက် အမေရဲ့မျှော်လင့်ထားတဲ့ မြန်မာပြည်သူနဲ့မြန်မာနိုင်ငံဒီတစ်ချိန်မှာတကယ်ချမ်းသာကြွားတဲ့နိုင်ငံကြီးဖြစ်ဖို့အမေအနေနဲ့အသက်ရှင်ပေးစီချင်ပါတယ်အမေဆက်ပြီးတော့အသက်ရှင်ပေးပါလို့လည်းပဲအမြဲဆုတောင်းနေပါတယ်ဟုတ်ကဲ့ပါအဲကိုကနေပြီးတော့ဟိုနိုင်ငံသားမှာရှိပြင်မဲ့မြန်မာပြည်တဲကိုကိုကနေမိကိုကျွတ်လျှောက်ကိုကလည်းလိုက်တယ်ကျွန်တော်ကလည်းအခုမိကိုကျွတ်လျှောက်မေးတယ်နောက်အပတ်ဒီအပတ်ဒီကြာရင်လည်း နောက်လာမယ့်အနာဂတ်ဘဝအတွက်ကျွန်တော်တို့ဘယ်လိုမျိုးချက်ချောက်ကျွန်တော်တို့လိုက်ရမလဲဆိုတာကျွန်တော်တို့အစီအစဉ်လေးကိုလည်းကျွန်တော်နဲ့အတူကိုဝင်နိုင်စုကိုလည်းအားပေးကြပါလို့ကျွန်တော်ဒီနေ့ကနေကျွန်တော်ပြောချင်ပါတယ်ကိုရင်ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီများနဲ့ပဲနှစ်သိပ်ပေးပါချစ်စွာသောမိဘပြည်သူပေါင်းတို့ခင်ဗျာကျွန်တော်ရဲ့မျိုးချက်ချောက်အစီအစဉ်လေးကိုဒီထက်မကကျွန်တော်တို့ကိုအားပေးရင်းနဲ့မျိုးချက်ချောက်နောက်ဘက်ဒီမှာဘ누구ကိုလိုက်ကြမလဲဆိုတာစောင့်ကြည့်အားပေးကြပါခင်ဗျာ